အိုကလေးရဲ့တီကာအခန်းခွန်လူဆိုရာ အတိတ်ရဲ့သားကောင်ဖြစ်၏အမရာဝိခေပါအယူဝါဒသည်တင်းစည်းဆရာကြီး၏ အယူဝါဒဖြစ်သည်အရှင်သာရိပုတ္တရာရဲ့ပထမဆုံးသောအယူဝါဒလည်းဖြစ်သည်အမရဝိခေပဝါဒီဖြစ်သောသာရိပုံလေးမကြီးသားသည်လည်းအိုလိုလိုဒီလိုလိုကုသိုလ်လားဆိုတော့လေဤသို့ကားငါမယူအကုသိုလ်လားဆိုပြန်တော့လေဤသို့ကားငါမယူဒါဆိုကုသိုလ်လည်းမဟုတ်အကုသိုလ်လည်းမဟုတ်ဘူးလားဆိုပြန်တော့လေဤသို့ကားငါမယူ မိတိအရာတွေများအခြေမတည်ပဲဟိုလိုလိုဒီလိုလိုဝါရသည်မျက်မှောက်ခေ27ရာစုတွင်ပူပြီးခစ်ဆန်းနေသည်တလားကျွန်တော်မသိပါဂေါရမနှင့်ခစ်ပြိုင်အတူ ရှိခဲ့သောတိတ်တိဆရာကြီး6ယောက်တွင်တင်းစည်းဆရာကြီးအယူဝါဒကအန်နေရဲ့အပေးဆုံးနှင့်ကြောက်ဆရာအကောင်းဆုံးဖြစ်ခဲ့သည်ဟုဆိုပါသည်ဂျပန်လူစဉ်ပြုတ်လို့ချမ်းဆူသည်ကို တရားအထုတ်ခြင်းဟုအနက်ဖွင့်ကြပါသည်ဇင်ကိုစတဲ့တီထောင်သူမှာဘောရီဓမ္မဖြစ်ပြီးကိုးနှစ်လုံးလုံးဉာဏ်ကိုစိုက်ကြည့်ပြီးတရားထိုင်နေခဲ့ဘူးသည်ဇင်မှာအရေးအကြီးဆုံးကစာတူရီရသွားဖို့သာဖြစ်သည်စာတူရီကိုယခုလိုအမေးအဖြစ်နီးလန်းများဖြင့်ရရှိနိုင် ပါသည်ဘောဓိဓမ္မသင်ဘာလို့ရှိတယ်လဲဟွီကို စိတ်အေးချမ်းချင်ပါတယ်ဘောဓိဓမ္မဒါဆိုမင်းစိတ်ငါးစီယူခဲ့ခွီကိုစိတ်ကိုရှာပြီမဲ့မတွေ့ပါဘူးဘောဓိဓမ္မတွေ့လာမင်းစိတ်အေးချမ်းသွားပြီထို့သို့ဆိုစဉ်ခဏမှာပင်ခွီကိုလည်းစာတူရီရသွားပါတော့သည်ထို့သို့ဖြင့်အမေးဖြေများကဇင်သဘောတရားဤတင် जा ချက်ဖြစ်လာခဲ့သည် တချို့ဇင်ကိုင်းတွေကတော့တရားထိုင်ရင်တရားမရဘူးတရားမထိုင်မှတရားရတယ်ဟု ယူဆပြောဆိုကြသည်စတိုရီယာဇင်ရန်လူကိုလည်းရိုက်လိရှိတတ်ပါသည်သည်ဇင်ဆရာကြီးဟွမ်ပူထံသွား ပြီးဇင်ချီကဗုဒ္ဓတရားတော်ရဲ့နက်နဲတဲ့တစ္ဆာတရားကဘာပါလဲဟုမေးတော့အခါဟွမ်ပူကဘာမှပြန်မပြောပဲအချက်20ခန့်ရိုက်နေပြစ်လိုက်လေသည် နောက်ထပ်နှစ်ကြိမ်စလုံးလဲဤအတိုင်းပင် နောက်ဆုံးလေးကြိမ်မြောက်မှာတော့ဟွမ်ပူကတာယုထံသွားခိုင်းလေသည်တာယုထံရောက်တော့အခါတာယုကလင်ချီအားဟွမ်ပူမှာမေတ္တာတရားချီမာလွန်သောကြောင့်သာရရခြင်းဖြစ်ကြောင်းပြောဆိုနေစင်မှာပင်လင်ချီလဲညံအလင်းပေါက်ပြီးတရားကိစ္စပြီးလေတော်သည်ခွမ်ပူထံသို့လင်ချီပြန်ရောက်တော့ ဟွမ်ပူပါကိုလင်ချီကအာပါတရပိတ်ရိုက်ဖြစ်သည်ဟွမ်ပူကဒီဆောက်ယူကြတော့ဟုအော်ဟစ်တော့လင်ချီကလည်းမိုးချင်းနံကဲ့သို့အတန်မျိုးပြန်ပြူး၏ထို့သို့ဖြင့်လင်ချီလည်းဟွမ်ပူ၏အရာရာကိုစက္ကန့်သူတပည့်ကြီးဖြစ်လာခဲ့လေတော့သည်ဇင်းသည်ကြောင်းကျိုးဆက်ဆက်သောယုတ်တိဗေဒဉာဏ်ပညာကို တွန်းလံဖြစ်ပြီးလူတို့ဤစင်ကျင်တုံတရားကိုပြည့်ရပြုလိုက်လေတော့သည်ထိုအခါစင်ကျင်တုံတရားဖြင့်တိဆောက်ထားသည်ဟု လူတို့ကဆိုလေးရှိသော လောကကြီးသည်လည်းဇင်ဝါဒီတွေအဖို့တော့ရေစရာတက်တက်သာဖြစ်ပေတော့ဤတနာဖို့သာကောင်းမေတော့သည်အိမ်ယုံကလေးတဲ့နေထိုင်ကြည်ပြင်းမှုများတွင် ကျွန်တော်သည်ဂျမန်စာရေးဆရာကြီး ဟာမန်ဟတ်စီသာသော တိတ်တထကိုသတိရမိနေတတ်ပါသည်အလုံးစုံကိုတည်၍မိမိကိုမိမိဖျားဟုကြင်ညာထားသူတို့နဲ့စုံရသည့်တိုင်တိတ်တထ ဖဲခွာသွားခဲ့ပါသည် လောက၌ရှင်တန်စဉ်တိတ်တထလောက်တော့တတိရှိတင်သည်ဟာမဟဆီတိတ်တထကဖျားလောင်းမဟုတ်ပါ thank you